မင်္ဂလာပါရှင်ကျွန်မတေကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်မဲ့တဲ့ပေးချက်အမှတ်စဉ်24ညဆောင်2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်ဧပြီလ25ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲတိုင်းထွာချက်တွေရအနောက်ဘက်ကရွေရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင့်၎င်းအရှိဘက်ကရွေရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင့်၎င်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ကလေနွေးနေတဲ့တရုတ် ပြည်မာကြီးပေါ်မှာရှိတဲ့လေပြည်အာကြီးရဝန်ဒေတာကရွေးရှားလာတဲ့လေအေးတွေတွဲဆုံလာကြောင်း၎င်း28ရက်နေ့လ2025ရက်ကနေ3ရက်5လ2025ရက်အတွင်းမှာနေပြည်တော်ရောင်တိုင်းဒေတာကြီးမန္တလေးတိုင်းဒေတာကြီးပဲခူးတိုင်းဒေတာကြီးမကွေးတိုင်းဒေတာကြီးစကိုင်းတိုင်းဒေတာကြီးအေရီတိုင်းဒေတာကြီးသတင်းနိုင်တိုင်းဒေတာကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကျကျကနေနေရာဆဲဆဲမုတ်တချုံရွာသွန်းပြီးတော့တချို့ဒေတာတွေမှာနေရာကွက်ပြီးမူကြည့်ပါမယ်။ ။အကြံပြုချက်အနေနဲ့ကတော့ပြည်သူတွေအနေနဲ့အချိန်ကာမှုမိုးရွာသွန်းတာတွေနဲ့အတူတူနေပြင်းတွေတိုက်ခတ်တာ၊မိုးတက်ကြုံတာ၊မိုးကြိုးပြစ်တာလျှက်စီးလက်တာ။မိုးသီးကြွေတာနဲ့မြေပြိုတာစတဲ့မလူဝတာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်။ဒါအပြင်မလူဝတာတူတေတီအွန်လိုင်းကလည်းအေဘလာ26ရက်မနက် 12နာရီခွဲမှာရရှိတဲ့ Medio Blue ရဲ့ Multi Model ခန်းမှန်းချက်တွေရာ Apple 28ရဲ့29ရဲ့30နဲ့မေလ10ရက်နေ့တွေအတွင်းမှာပဲခူးတိုင်းအရှိချမ်းကတောင်ဝဖြူကညိုကွင်းစတဲ့မြို့တွေနဲ့ရှမ်းပြည်နယ်တောင်ဘက်ကတောင်ကြီးမိုင်းဆက်မြို့တွေရှမ်းပြည်နယ်အရှေ့ဘက်ကတာချလိမြို့တွေမှာ မိုးလုံများနိုင်ပြီးတော့24နာရီအတွင်း60 mm နှစ်လက်မကွဲကအထိရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။ မိုးတိမ်တောင်ဝင်ရောက်လာနိုင်ပြီးတော့လမ်းကြောင်းပြောင်းနိုင်တဲ့မိုးလေဝသအခြေအနေတွေရတော့အနီးပတ်ဝန်းကျင်ကမြို့နယ်ခရိုင်တွေမှာလည်းမိုးသည်ထန်နိုင်သွားတယ်လို့ဆိုပါရစေ။ပဲခူးတိုင်းအရှေ့ပိုင်းဒေသတွေနဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းဒေသတွေမှာ၃ရက်ကနေ၄ရက်အထိစက်တိုက်မိုးတွေများနိုင်တာကြောင့်ရုတ်တရက်ကြာဆင်းလာနိုင်တဲ့တောင်ကြား၆ရက်နဲ့မိုးသက်လေပြင်းကြာရောက်နိုင်တဲ့အန်ရည်တွေအတွက်ကြိုတင်ပြင်ဆင်မှုအတိအပြည့်တွေပေးလိုက်ပါရစေ။ နေပြည်တော်အပအဝင်အလဲပိုင်းဒေသတွေမှာတော့မိုးရွာသွန်းနိုင်တဲ့အခြေအနေညွန်နေပြီးတော့မိုးရွာသွန်းမှုနည်းကလေပြင်းတိုက်နိုင်တဲ့အခြေအနေပုံမှုနိုင်တာတွေ့ရပါတယ်။ဧပြီလ28ရက်29ရက်30နဲ့မေလ1ရက်နေ့တွေအတွင်းမှာမိုးသက်လေပြင်းကြာရောက်စဉ်ဒေတိုင်းလုံးဟာတနအိုင်ကို15မိုင်ကနေ25မိုင်ထိတိုက်ခတ်နိုင်ကြောင်းတွေ့ရပါတယ်။မြန်မာနိုင်ငံအထက်ပိုင်းကချင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာတော့နောက်24နာရီကနေ48နာရီတွင်မိုးရွာ နေသွားမယ်လို့လည်းမိုးလေဝသတုတေသွန်နိုင်ကဧပြီလ26ရက်ဒီနေ့မနက်7:30ချိန်မှာအခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်း2025ခုနှစ်မိုးကြိုကာလအတွင်းမှာလေတိုက်ခတ်တဲ့ပုံစံနဲ့တိမ်နေဖြစ်ပေါ်တဲ့ပုံစံဟာ2024ခုနှစ်နဲ့ကွဲပြားခြားနားမှုများစွာမရှိပေမဲ့2024ခုနှစ်ဧပြီလအကုန်ကုန်းတွင်းမှာဖြစ်ခဲ့တဲ့လေပြင်းအားနဲ့ခြံဝံလေဝင်လိုင်းတွေထပ်ပုံများတာတွေ့ရပါတယ်။ဒါအတူတရုတ်ပြည်မှာကြီးပေါ်ကလေပြင်းအားများရေဝန်းကလည်းပဲ2024ခုနှစ်လောက်အာမကောင်းပဲမြောက်ဘက်ကပုံပုံရောက်နေတာ ာတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်ော်မှာတောင်ပန်းနဲ့နောက်တောင်ဘက်ကလေစီကြောင်းတွေအားကောင်းနေပြီးတော့မြန်မာနိုင်ငံကုန်းတွေအပူချိန်တွေပိုတိုးလာခြင်းမရှိအောင်ထိန်းပေးထားတဲ့ကဲ့သို့ရှိနေပြန်ပါတယ်။၂၀24ခုနှစ်မေလဇန်ပိုင်းမှာဆိုင်ကလုန်းမုန်တိုင်းရီမဲဖြစ်ပေါ်လာစေတဲ့လေဖြင့်အားနဲ့ရောင်ဝံအစာပြိုးဖြစ်ပေါ်တဲ့လေတို့မငြိမ်သက်မှုတွေစတင်ဖြစ်ပေါ်ခဲ့ပြီးတော့မေလ23ရက်နေ့ရောက်မှာအားကောင်းတဲ့လေဖြင့်အားနဲ့ရောင်ဝံဖြစ်ပေါ်ခဲ့ကအနောက်တောင်ဘက်တုံလေးကိုပိုပြင်းနေတဲ့ရာသီဥတုအခြေအနေကနေဆွဲသွင်းလိုက်တာကြောင့်နောက်တောင်ဘက်တုံလေးဝင်ရောက်မှုကပုံမှန်ရက်တွေအတိုင်းဝင်ရောက်နိုင်ခဲ့တာတွေ့ရ ရပါတယ်။2025ခုနှစ်ဧပြီလကမေလအစပိုင်းမှာတော့ကပ္ပရီပင်လယ်ပြင်တောင်ပိုင်းမှာတိမ်ထုစွန့်ခွဲမှုအားကောင်းနေပြီးတော့တောင်အနောက်တောင်နဲ့အနောက်လေအားကောင်းနေတာကြောင့်ဧပြီ28ရက်29ရက်30ရက်နေ့တွေမှာဘကုံးယူမတခြားဝင်ရောက်လာနိုင်မဲ့မိုးတိမ်နေကြောင့်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေအထိမိုးရွာနိုင်မဲ့အခြေအနေတွေဖြစ်ပေါ်စီမှာလည်းတွေ့ရပါတယ်။ကျူတီကမန်းချက်တွေရတော့ဧပြီလ28ရက်29ရက်နဲ့30ရက်တွေအတွင်းမှာ ECWF model ကမန်လေးတိုင်းတောင်ပိုင်းမှာမိုးများနိုင်ကြောင်း ပြသနေပြီးတော့အိုင်ကွန်မော်ဒယ်ကရှမ်းပြည်နယ်တောင်ပိုင်းမှာတော့မိုးများနိုင်ကြောင်ပြနေတာတွေ့ရပါတယ်။မတူညီတဲ့ဥရောပမော်ဒယ်နှစ်ခုကပြသနေတဲ့မိုးများနိုင်ကြောင်ခံမှန်းနေရတွေဟာငနေတန်တဲ့ဒေတာတွေဖြစ်နေတာကြောင့်မိုးများရင်ဖြစ်လာနိုင်တဲ့မြေကြော်နာမြေပြိုတာယာယီတိဆောက်ထားတဲ့စကမ်းတွေအတွင်းရေကြီးနိုင်တာတွေကိုသတိပြုရမှာဖြစ်တဲ့ကြောင့်အတိပေးဖော်ပြလာခဲ့တာဖြစ်ပါတယ်။ဒါအပြင်စကိုင်းငယ်လေးကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်ကနေဧပြီလ25ရက်ထိမန္တလေးတိုင်းကြောက်ဆက်မြို့နေဖော်ပြပါတီးနေရ ကောတနိတ်အမှတ်တွေမှာအင်အားနည်းငယ်ကနေအင်အားအသေးတဲ့ရှိတဲ့ငလင်ငယ်စုစုပေါင်း၁၇ကျင်းကနေလှုပ်ခတ်ခဲ့တာတွေ့ရှိရတာဖြစ်ပါတယ်။ဒါကြောင့်အဆိုပါနီးဒေတာတဝိုက်ဒေတာကန်ပြည်သူတွေအနေနဲ့လည်းသိရှိသတိပြုနိုင်ဖို့ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ ဧပြီလ29ရက်အတွက်မူလဥဒါခံမှန်းချက်ကိုထပ်မံဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်မှာတိမ်အထင်းတွေကနေတည်တူတက်ပါရယ်။မိုးချင်တွေဟာစကိုင်းတိုင်းထပ်ပိုင်းမန်လေးတိုင်းရှမ်းပြည်နယ်ခရီးပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကျကျမူရသွန်းနိုင်ပြီးတော့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကွက်ပြီးမူကြည့်ပါမယ်။ ကြံဒေသတွေမှာအများအပြားတန်ရပါမယ်။နေဘူးချင်းတွေကတော့မြန်မာနိုင်ငံအလှယ်ပိုင်းဒေသတွေမှာမြို့ဝကျွန်းပေါ်ဒေသတွေမှာအပူချိန်34ဒီဂရီကနေ38ဒီဂရီစင်တီဂရိတ်အထိကိုရောက်နိုင်ပြီးတော့စကိုင်းတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်နေပြည်တော်ပဲခူးတိုင်းနဲ့ရောင်းတိုင်းအတွက်မှာရှိတဲ့မြို့နယ်တချို့မှာအပူချိန်52ဒီဂရီကနေ54ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ပါမယ်။မြို့ချင်းတွေကတော့မြန်မာနိုင်ငံနေရာဒေတာအများစုမှာမြူကြစင်းမှုရောကြပါမယ်။ဆက်လက်ပြီးတော့26ရက်လေးလ2025ရက်နေ့အတွက်မလို့သားခံမှန်းချက်ကိုဖော်ပြပေးပါမယ်။လေချောင်းမလို့သားဥွေဖြူဟန်ကတော့မနက်9:00နာရီ 5မိနစ်အချိန်မှအခုလိုထုတ်ပြန်ခဲ့ပါတယ်။ကချင်ပြည်နယ်အထက်ပိုင်းမှာနေရာစိစဲတရင်နိုင်တိုင်းဒေသမှာနေရာကျဲကျဲစကိုင်းတိုင်းဒေသအထက်ပိုင်းမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာနေရာကွက်ကြားမှုရသွန်ပါမယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေကျဲကျဲပူကအိုက်ဆက်ဆက်ဖြစ်နေနိုင်တယ်လို့ဆိုပါတယ်။ဆက်လက်ပြီးတော့လေထိုင်းမှာလေ့ကျင့်ရေးပြန်သန်းစဉ်မှာလေရင်ပြတ်ကြတာကြောင့်ရဲရှာရှိ6ရောက်ဒေဆုံတဲ့အကြောင်းဖော်ပြပေးပါမယ်။ ထိုင်းနိုင်ငံမှာလေရီလေ့ကျင့်မှုအတွက်လေရင်ပြန်တန်းနေတဲ့လေရင်ငယ်တစ်စင်းပင်လယ်ထဲပြတ်ကျလာကြောင်းထိုင်းရဲအရာရှိ6ယောက်သေဆုံးတယ်လို့တောင်းရှိတဲ့သူတွေကဆိုပါတယ်။လေရင်ဟာဘန်ကောက်မြို့အနောက်တောင်ဘက်ကီလိုမီတာ130ကွာကန်ယိုရန်အပန်းဖြေနေရာဖြစ်တဲ့ချာအန်းခရိုင်မှာပြတ်ကျခဲ့တာဖြစ်ပါတယ်။ရဲအရာရှိ9ယောက်ဟာအခင်းပြစ်တဲ့နေရာမှာသေဆုံးပြီးတော့ကြံတယောက်ကတော့ဆေးရုံမှာသေဆုံးခဲ့တာလို့ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။လေရင်ပြတ်ကျရတဲ့အကြောင်းရင်းကိုသိရှိနိုင်ဖို့လေရင်ရဲ့ပြန်တမ်းမှုမှတ်တမ်း ကရိယာကိုအနာပိုင်းတွေကစစ်ဆင်နေပါတယ်။လေယာဉ်ဟာကန်ဆက်ကနေမီတာ100အကွာရေပြင်မှာပြက်ကျတာဖြစ်ပြီးတော့ပြက်ကျတဲ့နေရာကိုရောက်ဖို့လမ်းလျှောက်သွားနိုင်တဲ့အနေအထားဖြစ်ပါတယ်။သေဆုံးသွားတဲ့ရာရှိတွေကတော့လေယာဉ်မှုသုံးယောက်အင်ဂျင်နီယာတစ်ယောက်နဲ့စက်ပြင်ဆရာနှစ်ယောက်တို့ဖြစ်ပြီးတော့အသက်ဆုံးရှုံးသွားတဲ့ရာရှိတွေအတွက်အလေးနက်ဝန်ထဲကြောင့်ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။လေယာဉ်ဟာပင်လယ်ထဲပြက်မကြမီ ပတ်ချက်လည်းပြန်တက်ပြီးတော့ထိုင်းတော်ဝင်ရက်တော့ဖွဲ့ထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာတော့လင်းရင်အပြည့်စည်းတွေဟာကန်ဦးရင်တိမ်ပိုင်းမှာနင်းမြူတာကိုဖော်ပြထားတာဖြစ်ပါတယ်။လင်းရင်ဟာလူနေဒေသကိုဥတီသွားခဲ့ပြီးမြေလင်းရင်မှုဟာပင်လယ်ဘက်ကိုတင်းရှောင်မောင်းနှင်ခဲ့ပြီးတော့နောက်ထပ်သေဆုံးမှုတွေကိုရှောင်ရှားနိုင်ခဲ့တယ်လို့အခင်းဖြစ်တဲ့နေရာကိုတွားရောက်ခဲ့တဲ့ထိုင်းရဲချုပ်ကပြောပါတယ်ရှင်။ ဆက်လက်ပြီးတော့မိုးရွာမှာအုတ်ကြီးရောင်းရဲ့ကုန်သွယ်တိုင်းမှာပြန်ပြီးဆွဲခန့်ရမှုဖြစ်ပေါ်တဲ့အကြောင်းဖော်ပြပေးပါမယ်။စကိုင်းတိုင်းမိုးရွာမြို့နန္ဒဝံရပ်ကွက်တစ္ဆာလန်အနီးမှာရှိတဲ့အုတ်ချွေမိုးဟောင်းရဲ့ကုန်သွယ်တိုင်းနေအိမ်ကိုအေဘ25ရက်နေ့ကပိုင်းမှာအမြင်မသိလူတစုကဝင်ရောက်ပြီးတော့ဇင်းဝက်ဟန်ဆောင်ပြီးလူပြန်ပြီးဆွဲတဲ့ဖြစ်စဉ်တွေကိုဖြစ်ပွားခဲ့တယ်လို့ရင်းနဲ့နေဆက်သူတွေက သိရပါဗျ။ဖြစ်စဉ်ကတော့မနေ့ကနေကင်ပိုင်းမှာဖြစ်တာ။ပြန်မေးဆွဲခန့်ရတဲ့သူကမိကလေးဖြစ်တယ်။လေးလာကြည့်ရတာကတော့ကုံတုံတိုင်းပိုင်ရှင်မှာသမီးမိကလေးတယောက်ရှိတယ်။အခုဟာကလူမားပြီးဆွဲခန့်ရတာဖြစ်နိုင်တယ်လို့ရင်းနဲ့နေဆက်သူကဆိုပါရယ်။ဒီပြန်မေးဆွဲတဲ့လူကိုအချိန်မီဖမ်းဆီးနိုင်ဖို့လှုံ့ဆော်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မတ်လတုန်းကလည်းမွန်ရွာမြို့စုလေကုံရပ်မှာနေတဲ့ကောင်းဝင်ရောင်ပွဲစားတယောက်ပြင် ။လူငယ်9ယောက်နဲ့ကားတစ်စီးပြန်ပြီးဆွဲခံရတာတွေဖြစ်ခဲ့ပါသေးတယ်။လူသက်ဓမြတိုင်မရင်ကျင်တဲ့လူငယ်အုပ်စုတစ်ခုကိုပြီးခဲ့တဲ့နှစ်တုန်းကဖမ်းဆီးရမိထားတယ်။ဖမ်းဆီးရမိထားတဲ့သူတွေကိုတရားဦးတွေနဲ့အညီအရေးယူထားတယ်လို့မြို့နယ်ရဲတပ်ဖွဲ့နဲ့နှိဆက်သူကဆိုပါတယ်။မြို့နယ်မြို့နယ်မှာပြီးခဲ့တဲ့၄နှစ်တာကာလအတွင်းလူသက်ဓမြမရင်ကျင်ပြန်ပြီးဆွဲခံရသူ20ကျော်ရှိပြီးတော့ဒီဖြစ်စဉ်တွေကပြစ်မှုကျွလို့သူအယောက်30ကျော်ဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။ဒီလိုနယ်မြေမတည်ငြိမ်မှုတွေကြောင့်ငွေကြေးတတ်နိုင်သူတချို့ဟာမိုးရွာကိုဆော့ခွာပြီးတော့တခြားဒေသကိုပြောင်းရွှေ့သူများလာတယ်လို့သိရပါတယ်ရှင်။